အားလုံးပဲမင်္ဂလာပါ။မြောက်ဥတန်တိမန်ကနေပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ Trend အစိုးရအဖွဲ့ကတရုတ်ကြောင်သားတွေကိုပြစ်မှတ်ထားပြီးတော့မှ Visa ဆိုင်ငံ့တာပေချတာတွေလုပ်ခဲ့ပါရစေ။ဒါကနိုင်ငံတကာမှာရှိနေတဲ့လွယ်လွယ်စွာပညာသင်ကြားခွင့်ကိုပိတ်ပင်လိုက်တာဆိုပြီးတော့မှဝေဖန်တဲ့တွေထွက်လာခဲ့ပါရစေ။ဒီတော့ Trend အစိုးရကဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ။ဘလို့အကြောင်းအရာတွေကဒီလို Visa ဆိုင်ငံ့ဖို့အတွက်ဖြစ်လာရတာလဲ။ American မှာပညာသင်ကြားနေတယ်ဒါမှမဟုတ်ပညာသင်ကြားဖို့အတွက်မျှော်လင့်ထားတဲ့ ိုင်ငံတကာចောင်းသားတွေအတွက်ရောဘလို့တက်ရောက်လာနိုင်တယ်လဲအမေရိကန်မှာចောင်းတက်နေကြတဲ့တရုတ်ကွန်မြူနီပါတီဝင်တာသမီတွေရဲ့ပညာရေးကဘလို့ဖြစ်လာနိုင်တယ်လဲဒါတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှာဈေးနှုန်းသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ ဖုန်းနံပါတ်399 668 912 625နဲ့399 905 6939 112 2ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။ပထမဆုံးအနေနဲ့ Community Party ဝင်တာသမီတွေရဲ့ပညာရေးရုံဝန်ကိုကျွန်တော်တို့ကြည့်ရအောင်ပါ။တရုတ်နဲ့ American ကမူဝါဒချင်းမတူကြပါပဲ။ Community Party ဝင်တွေကငွေကြေးပြီးဆုံးသူတွေကတော့ သူတို့ရဲ့တာသမီတွေကိုအမေရိကန်မှာကြောင်းထားတတ်ကြပါတယ်။လက်ရှိတရုတ်ခေါင်းဆောင်ရှီကျင်းပြင်ဆိုရင်သူ့ရဲ့သမီးဖြစ်သူရှီမင်ဇီကို Harvest တက္ကသိုလ်မှာကြောင်းထားနေတာပါ။ရှီကျင်းပြင်ကသူ့ရဲ့မိသားစုအကြောင်းကိုတူတူဟွဲ့ဟွဲ့ထားတတ်တဲ့သူပါ။သူသမီးကလည်း Harvest မှာရှူရှူဟွဲ့ဟွဲ့ကြောင်းတက်နေတဲ့သူပါ။ရှီမင်ဇီက2010မှာ Harvest ကိုရောက်လာခဲ့ပြီးတော့မှ2014မှာတော့စိတ်ပညာနဲ့အင်္ဂလိပ်အထူးပြုပွဲကိုရခဲ့ပါတယ်။ဒီနောက်မှာတော့သူကတရုတ်ပြည်ကိုပြန်ခဲ့ပြီးတော့မှ နောက်တစ်ချိန်အမေရိကန်ကိုပြန်ဝင်လာခဲ့ပါတယ်။ ဘာကြောင့်ပြန်ရောက်လာတယ်လဲဆိုတာကိုမသိရပေမဲ့အများစုယူဆကြတာကဘွေးလွန်ဆက်တက်ဖို့ပါလက်ရှိမှာတော့ရှီချင်းပြန်ရဲ့သမီးကအမေရိကန်မှာရှိနေတယ်လို့သိရပါတယ်ဒီမက်ဆာချူးဆက်ကနေအိမ်မှာတရုတ်စစ်သားတွေရဲ့လုံခြုံရေးတွေနဲ့နေထိုင်နေတယ်ဆိုပြီးတော့မှတရင်တွေလည်းထွက်လာနေပါတယ်ဟာဘက်မှာဆက်ပြီးတန်းနေသေးသလားကိုတော့အမေရိကန်အစိုးရဘက်ကရောအဖေဖြစ်တဲ့ဒီရှီချင်းပြန်ဘက်ကပါတရားဝင်ထုတ်မပြောသေးပါဘူးသူတက်ခဲ့တဲ့ဟာဘက်တက်ကတူနဲ့ထရန့်အစိုးရအဖေကတိတ်ပနံမတင်တဲ့အနေအထားမှာရှိနေပါတယ် ဟာဘတ်တက္ကသိုလ်ကတရုတ်တွေအတွက်ယူပေါက်တစ်ခုလို့ဖြစ်နေတယ်လို့ထရမ့်ဘက်ကမြင်တဲ့အတွက်တရုတ်ចောင်းသားတွေကိုစီတက်ပေးဖို့ထရမ့်ဘက်ကပြောခဲ့ပါသေးတယ်။ဒီမှာတဲနေကြတဲ့တရုတ်ចောင်းသားတွေတွေမှာကွန်မြူနစ်ပါတီကအကြီးအကဲသားသမီးတွေပါနေတဲ့အတွက်ထရမ့်ကသဘောမချတာပါ။ဒါပေမဲ့ဟာဘတ်တက္ကသိုလ်ဘက်ကလက်မခံတဲ့အတွက်ထရမ့်ကနေပြီးတော့မှအစိုးရထောက်ပံ့ငွေ2.3ဘီလီယံကိုဖြတ်သိမ်းခဲ့ပါတယ်။ဟာဘတ်တက္ကသိုလ်ကကမ္ဘာခေါင်းဆောင်တွေနဲ့အထင်ကရပုဂ္ဂိုလ်တွေကိုမွေးထုတ်ပေးတဲ့ចောင်းတစ်ခုပါ။ American ရဲ့တက္ကသီလာចောင်းတော်ကြီးလို့လည်းတင်စားလို့ရပါတယ်။ တရုတ်ကွန်မြူနီပါတီဝင်တွေရဲ့တာသမီတွေကလည်းဒီကြောင်းမှာလာတက်ကြပါတယ်ကွန်မြူနီပါတီနိုင်ငံရေးဘျူရိုအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ဘိုရှီလန်ရဲ့တာဘိုဂေါ်ဂေါ်ကလည်းဟာဗတ်တက္ကသိုလ်မှာပညာသင်ကြားခဲ့တာပါသူကတော့ရှီချင်းပြင်ရဲ့တမီးနဲ့တစ်နှစ်တည်းအတူတူရောက်ခဲ့ပေမဲ့ဟာဗတ်တက္ကသိုလ်ရဲ့ဟာဗတ်ကနေဒီစကူးမှာဒီ public policy ဘာသာကိုအထူးပြုပြီးတော့မှဘွေးလွန်မာစတာတက်ခဲ့တာပါ မာစတာဒန်ဖြစ်တဲ့အတွက်2010နှစ်မှာသူဘွေးရတော့ခဲ့ပါတယ်ဟာဗတ်ကနေဘွေးရပြီးတဲ့နောက်မှာကိုလံဘီယာတက္ကသိုလ်ရဲ့ကိုလံဘီယာ law school မှာဒီ ူရီဒေါက်တာဘာသာရက်ကိုအထူးပြုလေ့လာခဲ့ပါတယ်၂၀16မှာတော့ကိုလံဘီယာတက္ကသိုလ်ကနေဥပဒေပွဲရတော့ခဲ့ပါတယ်ဟာဘတ်မှာကျောင်းတက်တုန်းကတော့ဘိုဂိုဂါကထင်ရှားတဲ့ဒုတိယပါကျောင်းကိုဒီပေါ်ရှေကားနဲ့လာတဲ့သူဆိုပြီးတော့မှကြော်ချခဲ့ပါတယ်ဒါပေမဲ့သူကတော့အမေရိကန်မှာပဲပညာသင်ကြားခဲ့တာမဟုတ်ပါဘူးအမေရိကန်ကိုမရောက်ခင်မှာတော့ UK မှာဒါသနီကနိုင်ငံရေးနဲ့စီးပွားရေးဘွေ PPE ကိုရခဲ့ပါတယ်အဖေကနိုင်ငံရေးဘျူရိုအဖွဲ့ဝင်ဖြစ်ပေမဲ့တရုတ်ပြည်ကတော့သူမပြောင်းနိုင်ခဲ့ပါဘူးဟာဘတ်မှာဖွေရခဲ့တဲ့2010နှစ်မှာဆိုရင် သူ့ဖခင်နဲ့မိခင်ကအဖမ်းခံခဲ့ရပါတယ်။ဒါကြောင့်ပြည်တော်မပြောင်းခဲ့ပဲပညာဆက်တင်နေခဲ့တာပါ။လူတဲမှုကြံရပါအာဂရိမှုနဲ့အာနာအလွေသုံးစားပြုမှုတွေနဲ့သူ့ဖခင်ကိုတရုတ်အစိုးရကဖမ်းဆီးခဲ့ပါတယ်။အစိုးရတော်ဒါတွေကဆွဲဆွေးချက်တွေဖြစ်ပြီးတော့မှဘိုရှီလန်ရဲ့အာနာဆက်ကိုရှီချင်းဖင်ကကြောက်တဲ့အတွက်နိုင်ငံရေးကြောက်ရှာခဲ့တာလို့ယူဆကြပါတယ်။ရှီချင်းဖင်ရဲ့သမီးနဲ့ဟာဘက်မှာရောင်းနေတဲ့နှစ်ရှင်းတူကြပေမဲ့အတန်းနဲ့ညီတက်နေတဲ့နေရာတွေကမတူကြပါဘူး။လက်ရှိမှာတော့ဘိုဂိုဂါကထိုင်းဝန်နိုင်ငံထဲမှာနေထိုင်နေပါတယ်။ နောက်ထပ်တယောက်ကတော့ Harvard မှာတက်တာမဟုတ်ပါဘူး။ Duke တက်ကူမှာဥပဒေပညာသင်ခဲ့တဲ့တင်းချောင်ဖိန်ရဲ့မြေဖြစ်တဲ့တိန်ကျိုးဒီပါ။သူကတော့ Beijing တက်ကူဥပဒေကြောင့်မှဘွေးရခဲ့ပြီးတဲ့နောက် Duke တက်ကူကိုဘွေးလွန်အနေနဲ့2000ခွန်မှာတက်ခဲ့တာပါ။2008မှာတော့ဘွေးရခဲ့ပြီး Wall Street မှာဥပဒေအကြံပေးအနေနဲ့ခဏလုခိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့တရုတ်ပြည်ကိုပြန်ခဲ့ပြီးတော့မှကွန်ရှိပြည်နယ်ပန်ဂိုခရိုင်မှာ Duke အုပ်ချုပ်ရေးမှူးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ American ကရလာတဲ့ဘွေးနဲ့တရုတ်နိုင်ငံမှာနိုင်ငံရေးလော်ကာတွေကိုဝင်သွားတဲ့သူပါ။ခေါင်းဆောင်ဟောင်းဖြစ်တဲ့ဂျိုစီယန်းနဲ့ ဂျင်စီမင်းတို့ရဲ့မြည်တွေကလည်းဟာဘက်မှာပညာတင်ကြားခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။ဂျိုစီယန်ကတော့ TNMN အရေးမှာကြောင်းသားတွေဖက်ကနေစာနာပေးခဲ့ပြီးတော့မှအင်အားသုံးဖြိုခွင်းတာကိုဆန့်ကျင်ခဲ့တဲ့သူပါ။အဲ့ဒီတုန်းကတော့သူကကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးရာထူးကိုရထားခဲ့ပါတယ်။အဲ့ဒီရာထူးကသမ္မတဖြစ်လာမဲ့သူတွေပဲရနိုင်တဲ့ရာထူးပါ။ TNMN ညမြန်မာဆန္ဒပြတဲ့ကြောင်းသားတွေကိုလည်းသူကအားပေးစကားပြောပြီးတော့မှတော်ရောက်လေပတ်ခဲ့ပါသေးတယ်။ TNMN အရေးအပြီးမှာတော့အဖမ်းခံခဲ့ရပြီးတော့မှ1989ကနေ သူကွေလွန်နဲ့2005အထိနေအိမ်အခြေရှုံးမှာပဲနေခဲ့ရတယ်။ရှာရှာပါပါကွန်မြူနီပါတီခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ဂျန်စီမင်းကတော့1993ကနေ2003အထိသမ္မတဖြစ်ခဲ့ပါတယ်။အမေရိကန်မှာကြောင်းတက်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့မျိုးတွေအကြောင်းကိုတော့သိမတွေ့ရတဲ့ပါဘူး။အခြားကွန်မြူနီပါတီဝင်နဲ့စစ်တပ်အတိုင်းအဝိုင်းနဲ့ဆန်းတွေတဲ့တရုတ်ကြောင်းသားတွေလည်းအမေရိကန်မှာအများအပြားရှိနေပါတယ်။ Trend အစိုးရသဘောမကျတာကပညာသင်ကြားလို့မဟုတ်ပါဘူး။တရုတ်ကွန်မြူနီပါတီနဲ့ဆန်းတွေနိုင်တယ်ဆိုတော့ user ကြောက်ကြောက်ပါ။ ခုဒီ train ရဲ့ visa မှုဝါဒကြောင့် communist party နဲ့ဆက်ဆက်နေသူတွေအတွက်အခက်တွေးစရာပါပဲရှီချင်းပင်ရဲ့တပိတာအမေရိကန်အမေရိကန်မှာရှိနေအောင်မယ်ဆိုရင်တော့သူလည်းပဲ train ရဲ့ပြည်နှံတန်ကိုခံရလာနိုင်ပါတယ်နောက်တစ်ခုပြောချင်တာကတော့တရုတ်ចောင်းသားတွေနဲ့ American ပညာရေးလောကအကြောင်းပါ American ကကမ္ဘာပညာရေးလောကမှာဥဆောင်နေတာမဟုတ်ပေမဲ့ American တက္ကသိုလ်ကနေပင်ကြားပေးတဲ့ပညာတွေကတော့ကမ္ဘာပြည်နေရာမှာမဆိုဝင်ဆက်နိုင်ပါတယ် Harvard MIT Stanford တက္ကသိုလ် New York တက္ကသိုလ် Yale တက္ကသိုလ် Columbia တက္ကသိုလ် Illinois တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်ကြီးတွေကနိုင်ငံတကာကျောင်းသားတွေစိတ်ဝင်စားကြတဲ့တက္ကသိုလ်တွေပါအမေရိကန်မှာရှိတဲ့တက္ကသိုလ်ပေါင်းတဒါဇင်ကျော်ကနိုင်ငံတကာကျောင်းသားတွေအတွက်ပညာတွေလေးလာဆေးပူးရနေရာတွေလည်းဖြစ်ပါတယ်အမေရိကန်ကလက်ရှိမှာတော့ကမ္ဘာတက္ကသိုလ်လာတို့တော့မှတင်စားလို့ရပါတယ်အမေရိကန်မှာပညာသင်ကြားနေတဲ့နိုင်ငံတကာကျောင်းသားတွေကတိကျသမတ်တန်းကျော်ရှိပါတယ်ဥရောပမှာတော့နိုင်ငံတကာကျောင်းသားတွေကနှစ်တန်းကျော်ရှိပေမဲ့ဒါကတိုက်တစ်ခုလုံးအတိုင်းတာနေပါနိုင်ငံအလိုက်ရှင်ရင်တော့အမေရိကန်ကဥရောပနိုင်ငံအလုံးထက်ကိုပိုသားပါတယ် အမေရိကန်မှာပညာသင်ကြားနေတဲ့နိုင်ငံတကာကျောင်းသားဒေတာသမား1တန်းကျော်တွေမှာ24ရာခိုင်နှုန်းဖြစ်တဲ့2,800ကျော်ကတရုတ်ကျောင်းသားတွေပါဒီပမာဏက2023-2024ပညာသင်နှစ်တုန်းကပမာဏပါပမာဏအရများတယ်ဆိုပေမဲ့ဒါကအရင်ကထက်4ဒသမ2ရာခိုင်နှုန်းကျဆင်းသွားတာပါအမေရိကန်မှာပညာသင်ကြားဆင်ကြတဲ့မျှော်လင့်ချက်ကကမ္ဘာပေါ်ကကျောင်းသားအများစုမှာရှိကြပါတယ်တရုတ်ကျောင်းသားတွေအမေရိကန်မှာပညာသင်ဖို့လာကြတာက19ရာစုအစောပိုင်းမှာပါ 1810ခုကနေ1825အထိပညာသင်ကြားဖို့ဆိုပြီးတော့မှတရုတ်ကျောင်းသား9ယောက်ကခွန်ဝမ်းမှာရှိတဲ့ Foreign Mission School မှာတက်ရောက်ခဲ့ပါတယ်1843မှာတော့ဒီကျန်လွန်ရှင်ဆိုတဲ့ကျောင်းသားတယောက်ကဒီ Hamilton College ကိုတက်ရောက်ခဲ့ပါတယ်ဒါကအမေရိကန်မှာပထမဆုံး college တက်ခဲ့တဲ့တရုတ်ကျောင်းသားဖြစ်ပါတယ်1882တရုတ်ပညာတော်သင်အစီအစဉ် CEM ကနေပြီးတော့မှကျောင်းသားတွေကိုဆင်လွှတ်လာပါတယ်ရှင်မင်းဆက်အစိုးရကဒီကျောင်းသားပေါင်း120ကျော်ကိုအမေရိကန်ပို့ပြီးတော့မှပညာတော်သင်ခိုင်းခဲ့ပါတယ် ရှင်မင်းဆက်ရဲ့အတွေ့ကတော့အနောက်နိုင်ငံရဲ့ပညာရေးတွေနဲ့တရုတ်ပြည်ကိုတွတ်တက်အောင်လုပ်ဖို့ပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ចောင်းသားတွေကိုအနောက်နိုင်ငံရင်ကျေမှုတွေလွန်မိုးတောနိုင်တယ်ဆိုတဲ့ဆိုရင်ချက်ကြောင့်1887မှာပြန်ခေါ်ခဲ့ပါတယ်။ဒီမှာဒီမဲ့တရုတ်နဲ့အမေရိကန်ပညာတော်သင် ခရီးစဉ်ကတခန်းရပ်တော့ခဲ့ပါတယ်။1896မှာတော့တရုတ်ပြည်မှာဘောက်ဆာတော်လှန်ရေးဖြစ်တော့ခဲ့ပါတယ်။ဒီနိုင်ငံသားကိုဆင်းကျင်ကြတဲ့တရုတ်လူမျိုးတွေကနိုင်ငံသားចောင်းတွေခရီးရန်တာသနာပြုအဖွဲ့တွေနဲ့နိုင်ငံသားတွေကိုအကြမ်းဖက်ခဲ့ကြပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့အတွက်ကိုနိုင်ငံသားတွေကိုကောက်ကွေဖို့ဆိုပြီးတော့မှ American, British, ပြင်သစ်၊ Germany, Japan, Russia, Italy နဲ့ Austro-Hungary နိုင်ငံတွေကဒီသူတို့ရဲ့တပ်ဖွဲ့တွေကိုဆစ်လွှတ်ခဲ့ပါတယ်။ဒီတရုတ်လူမျိုးဆန်းကျင်ရေးသမားတွေကိုနှိမ်နှင်းပြီးတဲ့နောက်မှာတော့တရုတ်ပြည်ဘက်ကနေပြီးတော့မှဒီနိုင်ငံတွေကိုငွေလုံးတန်ချိန်18,000ကိုရော့ကြီးအနေနဲ့ပေးခဲ့ရပါတယ်။ငွေလုံးအစီအတွက်ကတန်450ကျော်ပါ။ American ကဒီပမာဏတွေက24တန်းကိုရရှိခဲ့ပါတယ်။ ဒါတွေကိုရပြီးတဲ့နောက်မှာတော့အမေရိကန်ကပြန်တွက်ဆခဲ့ပြီးတော့မှစီးရဲအတွက်အသုံးပြုခဲ့တဲ့ပမာဏထပ်ပိုရနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒါတွေကိုဘာလို့ကျွန်တော်ပြောပြရသလဲဆိုရင်တော့တရုတ်ပညာတော်သင်ကိစ္စနဲ့သက်ဆိုင်နေတဲ့အတွက်ပါ။ကျန်တဲ့ပမာဏထပ်ပိုပြီးတော့မှရော်ကြေးရနိုင်တဲ့အတွက်အမေရိကန်ကပုံနေတဲ့ပမာဏကိုပြန်အပ်ခဲ့ပါတယ်။တရုတ်ကပေးတဲ့ငွေထုံးတွေကိုပြန်အပ်တာမျိုးထက်ပညာရေးအတွက်ပညာတော်သင်စုတွေအနေနဲ့ပြန်ပေးအပ်တာအပြင်စင်ဟော်တက်ကတိုကိုထောက်ပံ့တာတွေလုပ်ပေးခဲ့ပါတယ်။ ီလိုပြင်ပြီးတော့မှပညာရေးအတွက်ထောက်ပံ့ပေးခဲ့တဲ့အတွက်ညင်သက်နေခဲ့တဲ့တရုတ်ပညာတော်သင်အစီအစဉ်ကပြင်ပြီးတော့မှဆလာခဲ့ပါတယ်။တရုတ်ကျောင်းသားတွေအတွက်ပေးထားတဲ့ American ရဲ့ပညာတော်သင်စုအစီအစဉ်က1909ကနေ1940အထိကြာမြင့်ခဲ့ပါတယ်။ရှင်မင်းဆက်အပြီးမှာတက်လာတဲ့တရုတ်သမ္မတနိုင်ငံအစိုးရကလည်းသူ့ရဲ့ကျောင်းသားတွေကို1912ကနေကူမင်တင်ပြုတ်ကျခဲ့တဲ့1940ခုအထိထောက်ပံ့ပေးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း American တရုတ်မဟာမိတ်အစီအစဉ်အရာ ပညာတော်တင်တွေကိုနှစ်ဖက်စလုံးကပံ့ပိုးပေးခဲ့ပါတယ်။မော်စီတုံးတို့ရဲ့ကွန်မြူနတီအာဏာရလာပြီးချိန်မှာတော့တရုတ်ပြည်မှကြီးကကြောင်သားတွေအမေရိကန်ကို ရောက်မလာတော့ပါဘူး။ထိုင်ဝမ်နဲ့ဟောင်ကောင်မကာအိုဒေသတွေကကြောင်သားတွေတော့အမေရိကန်ကိုရောက်လာနေတော့ပါ။ပြည်မှကြီးကကြောင်သားတွေကတော့အမေရိကန်အစားဆိုဗီယက်နဲ့ဒီအရှေ့ဥရောပကဆိုရှယ်လစ်နိုင်ငံတွေစီကိုနိုင်ငံသားပညာတော်တင်အနေနဲ့တွားခဲ့ကြပါတယ်။1988မှာတော့အိတ်ရှောင်ဖိန်ကတရုတ်ခေါင်းဆောင်ဖြစ်လာပြီးပြုပြင်ပြောင်းလဲရေးတွေလုပ်လာပါတယ်။ဒီလိုပြုပြင်ပြောင်းလဲမှုကြောင့် တရုတ်ပြည်မကြီးကចောင်းသားတွေလည်းအမေရိကန်မျိုးကိုမျိုးဆက်တစ်ခုအကြာမှာပြန်ရောက်လာခဲ့ပါတယ်။1980ပြည်လုံးနှစ်တွေကစပြီးတော့မှတရုတ်ပြည်မကြီးကចောင်းသားထောင်တောင်းရှိအမေရိကန်ကိုပညာသင်အနေနဲ့ရောက်လာခဲ့ကြပါတယ်။ဒါတွေကတော့တရုတ်ចောင်းသားတွေရဲ့အမေရိကန်ပညာတော်သင်သမိုင်းကြောင်းပါ။1980ခုကနေ1980ပြည်လွန်နှစ်တွေအထိပညာတော်သင်အနေနဲ့ American ကို ရောက်လာခဲ့တဲ့တရုတ်ကျောင်းသားအလုံးကသက်ဆိုင်ရာနိုင်ငံတွေကထောက်ပံ့တာပါ။ပြည်မကြီး Hong Kong, Macau နဲ့ Taiwan ကကျောင်းသားတွေအလုံးက သူတို့အစိုးရထောက်ပံ့မှုနဲ့အမေရိကန်ပညာတော်တဲ့အထောက်အပံ့တွေနဲ့ကြောင်းတက်ခဲ့ကြပါတယ်။ဒါပေမဲ့ TNMN အရေးဖြစ်ပြီးတဲ့နောက်မှာတော့ဒီဒေသအလုံးမှာရှိတဲ့ကြောင်းသားအများစုကအစိုးရထောက်ပံ့မှုတွေထက်မိဘဒါမှမဟုတ်ကိုယ်ပိုင်ငွေကြေးတွေနဲ့ပဲကြောင်းလာတက်ကြပါတော့တယ်။နှစ်စစ်တရစုမှာတော့ကွန်မြူနီအုပ်ချုပ်တဲ့ပြည်မကြီးကကြောင်းသားအများစုကသူတို့မိသားစု ထောက်ပံ့မှုတွေပဲတက်နေကြတာပါ။အစိုးရကပဲဒီဘေကျင်းအစိုးရရဲ့ဓာတ်ရိုက်တာမှမဟုတ်တွေဝိုင်းထောက်ပံ့မှုကိုရကြပါတယ်။ နိုင်ငံတကာကျောင်းသားတွေထဲမှာတရုတ်ကျောင်းသားကအမေရိကန်မှာအများဆုံးဖြစ်တဲ့အတွက်2023-2024ပညာသင်နှစ်မှာဆိုရင်တရုတ်ကျောင်းသား2သိန်းကျော်စီကနေအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကိုရခဲ့ပါတယ်ဒီပမာဏကမနည်းပါဘူးတင်မာမှုတွေမရှိသေးတဲ့2018မှတိုင်ခင်မှာတော့ဒေါ်လာ15ဘီလီယံကနေဘီလီယံ20အထိကိုရနေကြပါဒီတော့တရုတ်ကျောင်းသားတွေကအမေရိကန်အတွက်ငွေထုတ်ဆက်တွေလို့တောင်မှပြောလို့ရပါတယ်ဒီတော့အမေရိကန်အတွက်ဝင်ငွေရနေတဲ့တရုတ်ကျောင်းသားတွေကိုဘာကြောင့် trend အစိုးရက visa ဆိုင်ငံ့တာတွေ ပေဖြတ်တာတွေနဲ့နောက်ကျောင်းစစ်ဆေးတာတွေလုပ်ချင်ရတာလေဒီလိုလုပ်ရတဲ့နောက်ခွေမှာအဓိကအကြောင်းရင်းကနှစ်ခုရှိပါတယ်တစ်ခုကတော့လုံခြုံရေးအရာဖြစ်ပြီးတော့မှနောက်တစ်ခုကတော့ American ရဲ့ပညာရေးနေပြီမှာတရုတ်တွေကြီးစိုးနေတာကိုရှော့ရှာဖို့အတွက်ပါလုံခြုံရေးအကြောင်းပြချက်ကိုမပြောခင်မှာအရင်ဆုံးအနေနဲ့ American ရဲ့ပညာရေးနေပြီမှာတရုတ်တွေဘလို့ကြီးစိုးနေတယ်လဲဆိုတာကိုကျွန်တော်တို့ကြည့်ကြရအောင်ပါ American မှာကျောင်းလာတက်ကြတဲ့တရုတ်ကျောင်းသားအများစုကသူတို့ရဲ့နိုင်ငံကိုတော်ရုံမပြောင်းကြပါဘူး American မှာဘွေရတယ် အမေရိကန်မှာပဲဒီဝေးကိုအသုံးချပြီးတော့မှဝင်ငွေရှာမယ်ဆိုတဲ့ညီမချက်ကသူတို့စီမှာပါလာပြီးသားပါတရုတ်ចောင်းသားတွေမှာမဟုတ်ပါဘူးအမေရိကန်မှာចောင်းလာတက်ကြတယ်နိုင်ငံတကာចောင်းသားအလုံးနီးပါးမှာဒီညီမချက်ကရှိပါတယ်အခွင့်အရေးရရင်အမေရိကန်နိုင်ငံသားတော်မှာဖြစ်ရှင်ကြတာပါအမေရိကန်လိုနိုင်ငံမျိုးရဲ့နိုင်ငံသားသာဖြစ်ခွင့်ရရင်ထိပေါက်တာထက်ကိုပိုပြောကြပါတယ်နိုင်ငံတကာចောင်းသားတွေနဲ့မတူတဲ့အချက်ကတော့တရုတ်ចောင်းသားတွေကထက်မြက်ကြတာပါတရုတ်ပြည်စီကိုတော်ရုံမပြောင်းကြတဲ့အကြောင်းကိုပြောရရင်တော့အဓိကအနေနဲ့ဆိုရင် အလုတ်ကင်အခွင့်အလမ်းကြောင့်လို့ပြောနိုင်ပါတယ်။တရုတ်ပြည်မှာအတက်ပညာရှင်တွေအတွက်အလုတ်ကင်ကရှာပါပါတယ်။တရုတ်မှာပဲဘွေရခဲ့တဲ့အတက်ပညာရှင်တွေတောင်မှအလုတ်ရှာဖွေရတာကမူဥမာပေါက်တဲ့မှုရှာရတာတက်ကိုပို့ခဲ့ပါတယ်။အများစုကတာမန်ဘွေရပြီးရင်တောင်မှစဲယုံတွေလောက်မှပဲဝင်လုတ်ကြရတာပါ။လူဦးရေလည်းများတဲ့အတွက်အတက်ပညာရှင်ဖြစ်ရင်တောင်မှအလုတ်ကင်တွေအတွက်ကအဆင်မပြေပြင်ပါဘူး။အမေရိကန်မှာတော့ဒီလိုပြဿနာတွေတိတ်မရှိပါဘူး။တရုတ်တောင်သားတွေကပို့ပြီးတော့မှစူးစမ်းတဲ့ကြတဲ့အတွက် တော်လွန်းထက်လွန်းတဲ့ပညာရှင်တွေအနေနဲ့ဖြစ်လာကြပါတယ်။နောက်ပြီးတော့မှအမေရိကန်မှာကုန်ကြေးတဲ့ငွေတွေကိုအမေရိကန်မှာပဲပြန်ရှာကျင်ကြတဲ့သဘောတွေရှိကြပါတယ်။ဒါကြောင့်တရုတ်ကျောင်းသားတွေကကြောင်းပြီးတော်တဲ့တိုင်အောင်ပြည်မကြီးကိုမပြောင်းကြပါဘူး။အရှုံးဆုံးရင်အမေရိကန်မှာပဲအရှေ့ရှားလာကြပါတယ်။အတက်ပညာရှင်တွေကပေါ်များလာတာကကောင်းတဲ့လက္ခဏာပါ။ဒါပေမဲ့အမေရိကန်မှာမွေးပြီးအမေရိကန်မှာပဲကြီးပြင်းတဲ့သူမဟုတ်တာကစိုးရင်စရာပါ။တရုတ်ကျောင်းသားအများစုကအင်ဂျင်နီယာ၊သိပ္ပံနည်းပညာနဲ့ ဒီဇီဝါနဲ့စေဘတ်ဆိုင်ရာစားတဲ့ဒီအသက်မွေးနိုင်တဲ့ဘာသာရပ်တွေကိုအဓိကတင်ယူကြပါတယ်။တရုတ်ကျောင်းသားတွေရဲ့60ရာခိုင်နှုန်းကဒီဘာသာရပ်တွေကိုတင်ယူကြတာပါ။စီဘောရေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကိုတော့ကျောင်းသား15ရာခိုင်နှုန်းကတင်ယူကြပါတယ်။လူမှုသိပ္ပံဓာတနီကနဲ့ပညာရေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကိုတော့15ရာခိုင်နှုန်းကတင်ယူကြပါတယ်။ကျန်တဲ့30ရာခိုင်နှုန်းကတော့အနုပညာ၊ဒီဇိုင်းနဲ့ဖြောပြေးရေးဆိုင်ရာဘာသာရပ်တွေကိုတင်ယူကြတာပါ။ဒီတော့ကျောင်းသားအများစုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အသက်မွေးဝန်ကျောင်းဆိုင်ရာဘာသာရပ်တွေကိုတင်ယူကြတာကိုတွေ့ရပါလိမ့်မယ်။ သူတို့တွေကဘွေးရပြီးတဲ့အခါမှာအမေရိကန်မှာရှိတဲ့ကုမ္ပဏီတွေနဲ့လုပ်ငန်းနေပေတွေကိုဝင်လာကြပါတယ်။ထူးချွန်ကြတာကြောင့်လုပ်ငန်းတွေကလည်းအမေရိကန်ဘွေးရတရုတ်တွေကိုခက်လာကြပါတယ်။အမေရိကန်မှာဘွေးရတဲ့တရုတ်ចောင်းသားတွေအများဆုံးနေရာယူတဲ့လုပ်ငန်းတွေကတော့ပိတ်ပတ်နေပြီမှာဆိုရင်သုတေသနတဲ့ခွေကန်တွေဓာတုတဲ့ခွေကန်ပြီးဇီဝတဲ့ခွေကန်နဲ့ဒီရူပဗေဒသုတေသနတဲ့ခွေကန်တွေပါ။နေပညာနေပမှာတော့ဉာဏ်ယူဒုနေပညာပြီးအင်ဂျင်နီယာ software ဒီ cyber security နဲ့အစနေပညာကဏ္ဍတွေမှာလောက်ကန်ကြပါတယ်။ ဆေးပညာနဲ့ဆေးဝါးနေပေတွေမှာလည်းတရုတ်တွေကြီးစိုးထားကြပါတယ်။ပြောရရင်တော့ဗျာဒီအတက်ပညာနဲ့အသက်မွေးလို့ရတဲ့နေပေတွေမှာတရုတ်ចောင်းသားတွေရှိခဲ့ကြပါတယ်။တရုတ်ចောင်းသားတွေចောင်းတော့အလောက်ကအခွင့်အလမ်းနေပါတော့တာမျိုးမဖြစ်ပေမဲ့အခြားသူတွေအတွက်တော့စိန်ခေါ်မှုတွေဖြစ်လာစေပါတယ်။ဒီကိစ္စကလူမျိုးရေးထက်လူတူချင်းရဲ့အယူအရှင်နဲ့ပဲသက်ဆိုင်တာပါ။တရုတ်ပညာရှင်တွေအရင်များလာတဲ့သဘောမဟုတ်ပေမဲ့လည်းတစ်ဖြည်းဖြည်းနဲ့ကြီးထွားလာနေတာပါ။အဲ့တော့လုံခြုံရေးအကြောင်းပြချက်ကဘာလဲဆိုတာကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်ပါ။ အမေရိကန်နဲ့တရုတ်တို့ရဲ့ပြန်ဆိုင်မှုတွေတင်းမာမှုတွေက2018နောက်ပိုင်းမှာစားဖြစ်လာခဲ့တာပါ။ကုန်သွယ်ရေးစစ်ပွဲကနေစတင်လိုက်တဲ့တင်းမာမှုကအမျိုးသားလုံခြုံရေးဆိုတဲ့ကဏ္ဍစီကိုရောက်လာခဲ့ပါပြီ။အခုတော့ပညာရေးနေပြည်အထိရှေ့ဆန်းတော့ပါပြီ။တရုတ်တောင်သားတွေကိုအမေရိကန်ရဲ့ဒီ trend အစိုးရကလုံခြုံရေးအရာချင်းချောက်လာနိုင်တဲ့အရာတွေလို့မြင်လာပါပြီ။အမေရိကန်ဘက်လုံခြုံရေးအရာချင်းချောက်လာနိုင်တဲ့အရာလားဒါမှမဟုတ်အစိုးရတွေရဲ့တင်းမာမှုတွေကြောင့်ခံစားရတဲ့မြေစာပင်လကတော့မတိရသေးပါဘူး။အမေရိကန်ဘက်က စုပ်ကင်ထားတဲ့အမြင်ကတော့ကျောင်းသားတွေကနေဘေကျင်းအတွက်လိုအပ်တဲ့အဆက်လက်တွေရသွားနိုင်တယ်ဆိုတဲ့အဆက်ပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရှေ့ကဗီဒီယိုမှာပြပြဆုံဆုံးပြောပြတော့ခဲ့ပြီးပါပြီဒီတရုတ်ကျောင်းသားတွေကအမေရိကန်ကျောင်းတွေမှာရှိတဲ့အဆက်လက်တွေပုံကိုရေးဆိုင်ရာအဆက်လက်တွေသူရေသနာအဆက်လက်တွေအစင်းမြင့်တဲ့ဉာဏ်ရည်တုနည်းပညာအဆက်လက်တွေကွန်တန်နည်းပညာလေကြောင်းနဲ့အာကာသသူရေသနာတွေနဲ့အခြားအဆက်လက်တွေကိုတည်သွားနိုင်ကြပါတယ်ဒီလိုတည်သွားတာကနေတရုတ်အစိုးရစီကိုတည်င်းပြန်ပိုးတာတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့မှ trend အစိုးရဘက်ကမြင်ပါတယ် ။နောက်ပြီးတော့အစွမ်းကားပြောခဲ့တဲ့တချို့ចောင်းသားတွေကတရုတ်ကွန်မြူနီပါတီအတိုင်းဝိုင်းတရုတ်စစ်တပ်အတိုင်းဝိုင်းနဲ့အစိုးရနဲ့နီးစပ်တဲ့အတိုင်းဝိုင်းတွေကနေလာတဲကြတာတွေလည်းရှိပါတယ်။ဒါကြောင့်ဒီလိုចောင်းသားတွေကနေတဆင်အမေရိကန်နဲ့ဆိုင်တဲ့အဆက်လက်တွေရှိုးဝဲချက်တွေကိုဘေဂျင်းဘက်ကတိလာနိုင်တယ်ဆိုပြီးတော့မှယူဆကြပါတယ်။ TikTok ကိုတော့မှလုံခြုံရေးအရာရှိန်ချောင်းနိုင်တဲ့အရာလုံးမြင်နေတဲ့အမေရိကန်အစိုးရအတွက်တော့လူပုဂ္ဂိုလ်တွေကပို့ပြီးတော့တော့မှရှိန်ချောင်းစရာဖြစ်နေပါပါ။အမေရိကန်အစိုးရရဲ့ဒီလိုတင်းမာတဲ့သဘောထားတွေကြောင့် အပြည့်ကင်းတဲ့တာမန်တရုတ်ကျောင်းသားတွေကလည်းပြစ်မှတ်ထားခံလာရတဲ့သဘောပါလက်ရှိ trend အစိုးရကလုံးမဲ့ visa တင်းကျပ်မှုမှာတော့အဓိကအနေနဲ့ဆိုရင်တရုတ်ကွန်မြူနီပါတီနဲ့ဆန်းရွယ်နေတဲ့ကျောင်းသားတွေသိပ္ပံနဲ့ဤပညာတို့လိုအရေးကြီးတဲ့နေပြည်မှာပညာသင်ကြားနေတဲ့ကျောင်းသားတွေပညာသင်ကာလမပြီးဆုံးသေးပဲတရုတ်နဲ့ဟောင်ကောင်ကိုအလေအပတ်ပြန်ကြားတဲ့ကျောင်းသားတွေကိုပြစ်မှတ်ထားပြီးတင်းကျပ်တာနဲ့ပေးရှားတာတွေလုပ်မှာပါဘေးအတိုင်းအတာဒီကြည်ကြည်ပြန့်ပြန့်တက်ရောက်မှလည်းကိုမသိရပါဘူးမြင်ကျောင်းသားတွေကိုလည်းမဟုတ်ပဲ တက္ကသိုလ်နဲ့ဆန်းတွေနေတဲ့ဆရာတွေကအစားတင်းကျပ်မှုတွေလည်းပါလာနိုင်တယ်လို့လည်းသတင်းတွေကထွက်နေတာပါအမေရိကန်တက္ကသိုလ်တွေမှာလည်းတရုတ်ဆရာတွေနဲ့ဝန်ထမ်းတွေရှိတတ်ကြပါတယ်အစိုးကတော့အမေရိကန်နိုင်ငံသားဖြစ်ပြီးအစိုးကတော့တရုတ်နိုင်ငံသားအနေနဲ့ရှိနေပါသေးတယ်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကတော့သမနာထရန်ရဲ့ဥဆောင်မှုနဲ့အမေရိကန်အစိုးရအဖွဲ့ကအမိမြေလုံခြုံရေးဌာနနဲ့ပူးပေါင်းပြီးတရုတ်ကျောင်းသားတွေရဲ့ဗီဇာကိစ္စတွေကိုတင်းကျပ်မယ်ဒီနေ့မှာတော့ကွန်မြူနတီပါတီနဲ့ဆန်းတွေနေတဲ့သူတွေနဲ့အရေးကြီးတဲ့နေပေတွေမှာပညာသင်နေတဲ့သူတွေလည်းပါမယ် နောက်ပြီးတော့မှတရုတ်ပြည်နဲ့ဟောင်ကောင်ကလာမယ့်ဗီဇာတွေကိုလည်းစစ်စစ်တင်ကျပ်တာတွေလုပ်မယ်ဆိုပြီးတော့မှပြောထားတာပါဒီတော့သူရဲ့စကားအရဆိုရင်ထိုင်ဝမ်ကလွှဲလို့တရုတ်ဗီဇာမှန်သမျှကိုစစ်စစ်တင်ကျပ်တာတွေလုပ်တော့မယ်လို့နားလေတော့ရပါတယ်လက်ရှိမှာတော့အမေရိကန်မှာပညာသင်ကြားနေကြတဲ့တရုတ်ကျောင်းသားတွေရောဒီနိုင်ငံတကာကျောင်းသားတွေပါစိုးရင်နေရပါတယ်အဓိကအနေနဲ့ကတော့တရုတ်ကျောင်းသားတွေပါနိုင်ငံတကာကျောင်းသားတွေအနေနဲ့ကလည်းလက်ရှိမှာတော့ trend အစိုးရရဲ့ပြင်မှတ်ထေးမပါသေးပေမဲ့လွက်ကင်းနိုင်တယ်တော့မဟုတ်ပါဘူ ။နိုင်ငံတကာចောင်းသားတွေအခက်တွေးစေနိုင်မယ်။ចောင်းစည်းရိတ်တွေနဲ့အစားအရာတွေကိုသုံးပြီး PR လည်းပေးလာနိုင်ပါတယ်။အမေရိကန်ပထမမူဝါဒကို Trend အစိုးရကဆွေးကင်ထားတာကိုကျွန်တော်တို့မေးလို့မရပါဘူး။အစိုးရအဖွဲ့ထင်းမှာ Elon Musk မရှိတော့ပေမဲ့ Trend ရဲ့မူဝါဒက Trend နဲ့ပဲရှိနေတော့မှာ။တရုတ်ចောင်းသားတွေကိုဗီဇာတင်းကျပ်လိုက်တာကအမေရိကန်အတွက်တော့ထိခိုက်စရာတွေဖြစ်လာပါအောင်မယ်။ចောင်းတွေမှာတရုတ်ចောင်းသားတွေနေပါလာမှာကြောင့်ဝင်ငွေအရာထိခိုက်လာမှာဖြစ်တယ်လို့လုပ်ငန်းတွေကနေလည်းအတက်ပညာရှင်လူငယ်တွေကိုဆုံးချုံရမှာဖြစ်တဲ့အတွက် ဆက်ဆက်တိုက်ခိုက်မှုတွေကဖြစ်လာမှာပါတရုတ် တောင်းသားတွေကိုဗီဇာပြင်းတဲ့မှုမလုပ်ခံလာပိုင်းလို့ဖြစ်တဲ့ match လာမှာဆိုရင် train ကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းဖို့အမိန်ထုတ်ခဲ့ပါတယ် federal တရားရုံးဘက်ကဒီအမိန်ကိုဆိုင်ငင်လိုက်တဲ့အတွက်ကြောင့်သာလက်ရှိအထိပညာရေးဝန်ကြီးဌာနကလေပန်းနေနိုင်ပြတာပါအခုဖြစ်ရမှာလဲ federal တရားရုံးဘက်ကဝင်ပါရင်တော့ဗီဇာတင်းတဲ့မဲ့အစီအစဉ်ကဆိုင်ငင်သွားနိုင်ပါတယ်2020မှာဆိုရင် online ကနေ American ရဲ့ပညာရေးကိုသင်ယူနေတဲ့ကျောင်းသားတွေကိုဗီဇာဖျက်သိမ်းတာတွေနဲ့ မပေးတာတွေလို့ဖို့ trend အစိုးရကလုတ်ခဲ့ပြပါတယ်။ဒါကတရုတ်ကျောင်းသားတွေကိုအကြီးအကျယ်ထိခိုက်စေတဲ့ကိစ္စပါ။ Harvard နဲ့ MIT တက္ကသိုလ်တို့က Federal တရားရုံးမှာဆွေးကြဲတင်ခဲ့တဲ့အတွက်တရားရုံးဘက်က trend ရဲ့အစီအစဉ်ကိုရပ်တန့်ဖို့အမိန့်ပေးခဲ့ပါတယ်။လက်ရှိ trend အစိုးရရဲ့ဒုတိယအကြိမ်ကြိုးပမ်းမှုကဘလို့ဖြစ်လာမှာလဲကိုတော့စောင့်ကြည့်ရပါဦးမယ်။ကျောင်းသားတွေအတွက်ဂေပေါင်းအနေနဲ့ Federal တရားရုံးရှိနေသေးပေမဲ့အမေရိကန်ဘက်လုံခြုံရေးအကြောင်းပြချက်ကခိုင်မာနေရင်တော့2020တုန်းကလို့ Federal တရားရုံးကဝင်ပါလာမှာမဟုတ်ပါဘူး။ Harvest တို့တက္ကသိုလ်ကြီးတွေကတော့ Trend အစိုးရရဲ့မူဝါဒကိုစမ်းကြင်ကြမှာပါ American မှာတက္ကသိုလ်ကျောင်းသားတွေရဲ့စမ်းကြင်မှုကအကောင်းကြပါတယ် Israel နဲ့ Gaza ထိုးစစ်ကိုတက္ကသိုလ်ကျောင်းသားတွေကစမ်းကြင်စင်တာပြတာကိုမှတ်မိကြမယ်ထင်ပါတယ် Biden အစိုးရကတင်းတင်းကြပ်ကြပ်ကင်တွေခဲ့တဲ့အတွက်၂024ရွေးကောက်ပွဲမှာ Democrat တွေကအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီအချိန်ကတက္ကသိုလ်ကျောင်းသားမစ်စင်တာရှင်တွေရဲ့ရွေးချယ်မှုတွေထဲမှာ Trend ရဲ့ Republican အုပ်စုကအသာရတော့ခဲ့ပြီပါတယ် Trend ရဲ့ကင်တွေမှုကသာတစ်ဖက်သက်ဆန်နေရင်တော့စမ်းကြင်မှုတွေကိုကြားလာရပါလိမ့်မယ် ဖရန်က2015ဖေဖော်ဝါရီမှာဒုတိယအကြိမ်သမ္မတဖြစ်လာခဲ့ပြီးကမ္ဘာကိစ္စတွေကိုရောအမေရိကန်ပြည်တွင်းချင်းမှာပါ တင်းတင်းမာမာကန့်ကွက်နေတာပါယူကရိန်းစစ်ပွဲအခြေပြီးရင်အစ္စရေးနဲ့ဂါဇာအခြေပင်လယ်နီအခြေအီရန်နျူကလ িয়ার အခြေအတုံးစရိတ်ရှော့ရှာမှုပြီးရင်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲအပြင်မဟာမိတ်တွေကိုအခွန်စီးကြတာတွေကသူ့ရဲ့သုံးလားတာတက်တန်းအတွင်းမှာဖြစ်ခဲ့တာတွေပါထရန်အစိုးရကတကြိမ်ဝင်လိုက်တိုင်းမှာကမ္ဘာတစ်ခုလုံးကအိုးအော်တောင်းတဲ့တွေဖြစ်ကုန်ပါတယ်ပြီးခဲ့တဲ့လကားမှာပဲဒီတရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲကအိလာတဲ့အောင်ဖြစ်တော့ခဲ့ပေမဲ့ တရုတ်ကျောင်းသားတွေရဲ့ဗီဇာကိစ္စနဲ့တရုတ်ကို trend ကမီဇာနဲ့တိုးလိုက်ပြန်ပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ရေးပေးတော့ခဲ့ပါဦးနောက်လိုတွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ပုံမဲ့တင်ဆက်ပေးနေအောင်ပါမို့ဆောင်းမြောက်ကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုတ်မှာပြန်ကြွမှာပါနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ် အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်းတို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 921 625နဲ့39965539လေးလေးတတိုနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။